ပရိသတ်ရောက်တရာတောင်မရှိခဲ့တဲ့ sorry bro league ပွဲအဲ့နောက်ဆက်တင်းကောင်းဆောင်စီတော်နယ်တို့က sorry bro league ပြန်ပွဲဟာဥရောပထိပ်တန်းလိပြန်ပွဲ၅ခုထဲမှာတစ်ခုအပါအဝင် ဖြစ်တဲ့ပြင်သစ်လီဂူပြန်ပွဲထက်ပိုကောင်းတဲ့ပြန်ပွဲဖြစ်တယ်လို့ဆိုခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ဒီပြန်ပွဲဟာအားနည်းချက်များစွာရှိနေတယ်ဆိုတာပွဲကြည့်ပေးတဲ့တွေကဖော်ပြခဲ့ပါတယ် sorry bro league ပြန်ပွဲမှာပရိသတ်တွေစိတ်ဝင်စားတဲ့အသင်းကြီးတွေဖြစ်တဲ့အဟီဒီဟာအဟီလေအနာစာအာလီအစရှိတဲ့အသင်းကြီးတွေရဲ့ပွဲတွေမှာသာပရိသတ်တွေကိုအများပြားတွေးရပြီးကြံသင်းတွေရဲ့ပွဲတော်တော်များများမှာပွဲကြည့်ပေးတဲ့တွေကလွန်နေပါတင်တာကို ီဒီယာတွေကထောက်ပြကြပါတယ်ဒီဒီဘက်ကစားခဲ့တဲ့ sorry pro league ပွဲစဉ်တစ်ပွဲဖြစ်တဲ့ area နဲ့ damage ပွဲမှာပရိသတ်89ယောက်သာလာကြည့်ခဲ့တာကဒီပြိုင်ပွဲကိုအတော်ရုပ်ပြတ်သွားစေခဲ့ပါတယ်ဒီပွဲကျင်းပခဲ့ရာ pre five 7 first sport cd stadium ကပရိသတ်2200ကျော်ဆန့်ပြီးဒီကွေးထဲမှာပရိသတ်100တောင်မပြည့်ခဲ့တာကပင်သစ်လီဂူတက် sorry pro league ကပိုကောင်းတယ်လို့စီဇန်တူပြောခဲ့တဲ့စကားကိုပြည့်ရည်ပြည့်တယ်လို့ဖြစ်နေပါတယ် pre five 7 first sport cd stadium က လာမယ့်2034ကမ္ဘာဖလားပြိုင်ပွဲမှာအင်ရှင်ဖြစ်ပြုလုပ်မဲ့ဆော်ရီအာရီဗျနိုင်ငံကကမ္ဘာဖလားပွဲစဉ်တွေလက်ခံကျင်းပဖို့ရည်ရွယ်ထားတဲ့ကွင်းဖြစ်ပြီးပြိတ္တ9000ဆန်ကွင်းဖြစ်တိုးချဲဖို့စီစဉ်နေတဲ့ကွင်းလည်းဖြစ်ပါတယ်ဒီကွင်းထဲမှာပြိတ္တ89ဟုသာရှိကြကဆော်ရီပရိုလီမှာပြိတ္တအနေဆုံးဖြစ်ဆန်ကျင်တင်ခဲ့သလိုဒီတင်းတွေကတန်းစင်းစုံမှာရုံးကန်နေရတဲ့အသင်းတွေလည်းမဟုတ်ပဲအရီယာကအစဉ်ကိုဓာမကအစဉ်ဆက်နှစ်မှာယက်တီနေတဲ့ဇာအလေကအသင်းတွေဖြစ်တာကြောင့်ဆော်ရီလီရဲ့ပြိတ္တစိတ်ဝင်စားမှုဟာစိုးရင်စရာဖြစ်လာခဲ့ပါတယ်အသင်းကြီးတွေရဲ့ပွဲတွေမှာသာပြိတ္တများပြားနေပြီး ပွဲတော်များများမှာပြိသက်နေပါနေတဲ့ဟန်ချက်မြည်တဲ့လိပြိုင်ပွဲတစ်ခုဖြစ်နေတဲ့ Sorry Pro League ပြိုင်ပွဲကဟန်သာရှိပြီးအဆန်မရှိတဲ့ရေဘော်စီပြိုင်ပွဲတစ်ခုဖြစ်နေပြီလားဆိုတာကတော့စဉ်းစားစရာပါပဲ။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားချက်